မွတ်စလင်တာလီဘန်ကဘာမှာအဆိုးဆုံးဆိုတဲ့ပုဂ္ဂိုလ်ဗုဒ္ဓရဲ့မျက်နှာလေးတေချာကြည့်ပြီးတနက်ကျထိုင်ကြတော့တယ်မင်းတို့ကတနက်ကိုင်းနေတယ်ကိုယ့်အောက်ကြည့်လိုက်ကျွန်တော်တို့မြန်မာနိုင်ငံဘာလို့မတိုးတက်လဲဆိုတော့ဘသူသေးသေးငတိမာပြီးရောယုံညံ့နေတဲ့လောကကြီးကိုမြင့်တင်လို့တဲ့စိတ် ကြီးပွားအောင်လုပ်လို့တဲ့စိတ်ငြိမ်းချမ်းအောင်လုပ်လို့တဲ့စိတ်ရှိပါဘူးလက်မှတ်တွေသာထိုးနေတာလက်မှတ်ကလက်မှတ်ပဲတနတ်ကတနတ်ပဲသူတို့စိတ်ကမငြိမ်းချမ်းသေးသေးဘယ်တော့မှငြိမ်းချမ်းရင်မရဘူးစိတ်ဓာတ်တွေအောက်တန်းကျနေတာဟုတ်ကနော်လက်နဲ့ကင်ပြီးစီးပွားရှာနေတဲ့လူတွေသူစီးပွားတာသူကြည့်တာဘသူသေးသေးကတည်းကပြီးရောဘယ်ကောင်းနေသေးသေးငါတို့မျိုးမဟုတ်ဘူးဟမ် ဲ့တော့အခုခင်ဗျားတို့ပြောနေတယ်မြန်မာနိုင်ငံကြီးတိုးတက်နေလားဆိုးရုံနေလားဆိုးရုံနေပါတယ်ဖေဟာပြောတော့ကိုယ်နဲ့မဆိုင်တဲ့အတိုင်းပဲနော်အချင်းမင်းတို့ရာကအုတ်အုတ်ချိုးရင်မင်းတို့လူနေတာလေချောပြားတွေပဲယာလူတွေလူနေဘလို့သွားပြီးတော့ဗုဒ္ဓဘာသာစစ်တော်မှာတို့တည်တည်လေးရေဘာမှချိန်ကောင်းကိုယ်ကောင်းရံပြက်ဒုက္ခဘာတယ်ဟုတ်ရန်သူဒီကိုချင်းနှံကိုလူတော်ပေးမှာအဲ့လိုဆုံးအဲ့လိုဆုံးခဲ့တာဆုံးခွာလေးပြီစကြဝဠာစည်းစိမ်တော့မမက်ပြီးပြီပါ ဲ့လိုစွန့်လာတယ်။စွန့်လို့ရတာမစွန့်မရဘူး။ပေးမှရတာမပေးပဲယူလို့မရဘူးဘယ်အရာမှဟောဗျာ give ပြီးမှဒီစမောင်းဟိုတာအော်တာတနိုင်းမူကြီးကတလလုံးတာဝန်ထမ်းဆောင်ပြီးမှ လက်ကရတာလားအရင်လက်ကပေးတာလားဟမ်ဟာတာဝန်ထမ်းဆောင်ပြီးမှလက်ကရတာဘယ်အရာမှပေးပြီးမှယူရတယ်မှတ်တာမပေးဘဲနဲ့လိုချင်တယ်မတရားလိုက်တာဗျာတရားမဟောဘဲနဲ့ဓမ္မပူဇာအရှင်ကမလို့လို့နောက်တစ်နေ့ကျလှုပ်စားမှာ လုံလောက်စားပါပေးပြီးမှပါအဲ့ဒါပါပဲရန်သူဒီကိုတင်းနှံကိုလှူတော်လက်ချေတာဘသူဖြတ်ပြဲမမှုပါလေဒီဟောဗျာမနသားကလာပြီးရှင်သာဒီနေ့စัจချာယရနာဆိုင်ပါလိမ့်မယ်စွန့်ခွာလေးစကြဝဠာစည်းစိမ်တော်မမပြီးပြီးတော့ဟောဗျာအဲ့တော့လာခဲ့တာလေ တကယ်ဥစဉ်ဒီမေကိုမေးရတာလည်းရှက်တယ်မင်းတို့အဖြေနားထောင်ရတာလည်းရှက်တယ်ဒီတိုင်းပြည်မွဲနေတာငါးချောင်းလို့ငါတို့ကခံယူထားတာဒီတိုင်းပြည်အောက်တန်းကျနေတာငါးချောင်းလို့ခံယူထားတာငါဒီလောကကိုရအောင်တိုးတက်အောင်လုပ်မယ်ဆိုတမ်းလို့ကျမ်းမာရေးမကောင်းခန္ဓာကိုယ်ကတန်ဆွမ်းမှုအပြည့်မရှိပေမဲ့တည်ခြင်းသိပစီဆိုပြီးအလုပ်လုပ်နေတာကိုကိုကိုတက်ဂုံဖော်နေတာမဟုတ်ဘူးဘာလို့ဒီလောက်အနစ်နာခံပြီးလုပ်နေသလဲ စိတ်စိတ်မြတ်တို့ဒီလောကကြီးအောက်တန်းကြနေတယ်ကိုမကြည့်ချင်လို့မကြည့်နိုင်လို့သောပေါက်သလားအဲ့တော့ခမရတို့မေမေယောယောပော့ပော့ဆဆဆိုတာအရေးတကြီးလှုပ်တင်တာဘာလဲငါတို့တကွေဘာကိုစ조사တင်တယ်ငါတို့ပတ်ဝန်းကျင်ကိုတိုးတက်အောင်ကြီးပွားအောင်အောင်မြင်အောင်ငြိမ်းချမ်းအောင်စူပောင်းပြီးတော့အာလုံးတညီတညွတ်ထဲ조사มาရမှာပေါ့နော်တစ်ဆင့်နဲ့တစ်ဆင့်မြင်တဲ့မြင်ခြင်းဟောဒီဝိဇ္ဇာ အသီးပညာအလိမ္မာလိမ္မာပန်းတတ်တယ်ဆိုတာသိအရေးကြီးတာတိုးတက်အောင်ဘယ်လိုလုပ်မလဲညင်ညွတ်အောင်ဘယ်လိုလုပ်မလဲလိမ္မာမှုတို့တယ်ပန်းတတ်မှုလို့တယ်ရှင်းမလားရှင်းပါပါကိုဘုရားညင်ချမ်းအောင် ကိုဘုရားအစင်တန်းမြင့်အောင်အမြဲတမ်းကိုစိတ်ကလေးကိုအစင်တန်းမြင့်တဲ့မြင့်ကျင်တဲ့စိတ်အမြဲတမ်းရှေ့ရှုထားဖို့လိုတယ်ခင်ဗျားတို့စိတ်ကိုဘယ်သူပိုင်တော့ ကိုပဲပိုင်နေမှတ်ထားဘာမှမပိုင်ဘူးလို့မင်းနဲ့ခင်ဗျားတို့စိတ်သေးကအာကုသို့စိတ်သူများကလာထည့်ပေးတာလားကိုယ့်အကူခံယူထားတာလားအချိန်မရှိလို့အချိန်မရှိလို့အဲ့ဒီအကြောင်းလေးပြောဖို့ကိုခင်ဗျားတို့ကိုယ်တိုင်ယင်တဲ့အသိတဲ့အဖြေကိုကျုပ်ကလိုချင်တာခင်ဗျားတို့တဏ္ဍာမှာလောဘဒေါသမောဟတွေရှိမရှိအဲ့ဒီလောဘဒေါသမောဟမာမနာဟာကောင်းသောစိတ်လားမကောင်းသောစိတ်လားအဲ့ဒီစိတ်တွေခင်ဗျားတို့ဘယ်သူလာထည့်ပေးထားတာကိုယ့်အကူလက်ခံထားတာ ဒီစိတ်ကမကောင်းတဲ့စိတ်ပဲလို့ကိုယ့်အကိုဖယ်ရှားပြစ်လို့ရမရအေးကိုယ့်အကိုဖယ်လို့မရရင်ဖယားလဲဘယ်သူမှဖယားဖြစ်မလားဆိုဘယ်သူမှလည်းရဟန္တာမဖြစ်နိုင်ဘူးရှင်းလားဒါပြင်ကိုယ်စိတ်ကလေးကိုမြင့်မြတ်သောစိတ်ကောင်းသောစိတ်အထက်တန်းကြသောစိတ်ဖြစ်ချင်တဲ့ဆိုတဲ့ဆန္ဒကလေးနဲ့ကိုယ်စိတ်ကိုအမြဲတမ်းပြုပြင်နေမယ်ဆိုရင်မပေါ်မဆနေရင်တိုးတက်မှုရနိုင်မရနိုင်ဒါကြောင့်တက်တက်တဲ့အဲဲမှာ အကောင်းဆုံးကဝိဇ္ဇာအောက်ကြတာတဲ့ထဲမှာအထက်ဆုံးကအဲ့ဒါအစွမ်းအထက်ဆုံးကိုပြောတာရှင်းသလားအဲ့တော့အဝိဇ္ဇာနဲ့သာမေမေယောယောပောပောစသသတိမရှိဝိရိယမရှိပညာမရှိအသိမရှိပညာမရှိအလိမ္မာမရှိအလိမ္မာဆိုတာကိုကိုကိုတိုးတက်အောင်ဘယ်လိုလုပ်ရမလဲကိုကိုကိုအောင်မြအောင်ဘယ်လိုလုပ်ရမလဲကိုကိုကိုအထက်တန်းကျအောင်ဘယ်လိုလုပ်ရမလဲရှင်းလား သဘောပေါက်သလားအဲ့တော့ခမရတို့ကတိချင်းစိတ်တတ်ချင်းစိတ်လိုချင်းစိတ်ကမရှိရင်တိုးတက်ကြီးပွားမှုဆိုတာရှင်းနေသလားရှင်းရောရှင်းသလားခမရတို့ဘဝတွေအစင်တန်မြင့်တဲ့မြင့်မှုလိုအပ်တာပါလေဝိဇာအတိပညာအလိမ့်မပြန်ပြောငါရနေတဲ့အချိန်လေးမှာဘလို့အားထုတ်ရမလဲဘလို့လိမ့်လားကလားမနိုင်ခိုင်မဲ့ ကျွမ်းမနဲ့ကြည်မိနဲ့ရှုမဆိုင်ကလိုင်ခေါက်သူအဆိုးတာပဲဗဆိုင်လို့လို့ဓာမျိုးတွေအများကြီးပဲဓာမျိုးတွေအများကြီးပဲဟာဗမာပူဆိုးတယ်ငါထင်တော့ကဘာမှာအဲ့လိုလူမျိုးတွေတောင်ဗမာတွေရေကြီးတယ်မီးလောင်တယ်အဆိုးကမကောင်းတခိုးကပေါ်တယ်နင်းတို့ရဲ့စိတ်တက်တယ်မြန်မင်းတို့ခံရတာဘယ်သူမှရှောက်မပြောနဲ့ဒီတို့အဲ့ဒါမပါဘူးကွာတို့ကတော့ဒါပဲတို့စိတ်ကောင်းနေတယ်တို့ဘယ်လောက်ခံလဲပြန်လှုပ်လှုပ်လှုပ်သွားပါစေ အရာရှိလေအရာရှိလေရောက်မိမလည်းမိမလည်းရောက်ပတ်စံရှိရင်ပတ်စံရှိတဲ့လက်ရောက်သူတို့မှာပတ်စံရှိတဲ့ငွေရှိတဲ့အရာရှိတဲ့ဒါပဲရှိတယ်သူတို့နှလုံးသားထဲမှာဘာမှမရှိဘူးဖွက်ချီးတွေမစင်လောက်တွေရှိတဲ့ဟာမျိုးတွေတွေ့နေရတယ်ဟေးတို့တမေကြီးအဲ့ဒါမှမရှိဘူးကွာကွာကိုယ်နှလုံးသားကိုမင်းတို့တွေအဲ့တဲမျိုးကြီးကြီးပဲဒါမှမင်းတို့တွေဗမာများဘာမကောင်းလဲလို့လဲကြီးစမ်းခံကြည့်လိုက်လေကိုယ်သက်63နှစ်ရောက်လာပြီဘာမှကောင်းတာမတွေ့ရဘူးဘယ်ကောင်းတာတွေ့ရမကောင်းတဲ့လူမှလည်းမရှိတာမရှိတာလောလောလေးပဲ ောက်တယ်လေနိုင်ငံရေးတွေအဆင်မပြေဘူးမရေတကြီးတယ်ဒါပဲကိုကြည့်ဒီကိုအောင်ကြည့်ဒါလည်းစိတ်တွေပြင်လာမပြင်ဘူးမပြင်ဘူးဖះတယ်လို့မရဘူးအကြောင်းဆောက်လို့မရဘူးဖះမသွားနိုင်ဘူးတရားမနာနိုင်ဘူးသီလမယူနိုင်ဘူးတော်စင်းလာပြင်နေလဲ sorry ပဲဝါစုလာပြင်နေလဲဗလာပဲကထိန်လဲဗလာတရင်လဲပြင်နေလဲဗလာပဲဒါလည်းအမှတ်ရှိလားမရှိဘူးစိတ်တွေကဆိုးတုံးပဲရုပ်တုံးပဲညစ်တုံးပဲဟာအောင်စရာကောင်းကြည့်လေကိုအောင်ကြည့်ပေါ့မှားလားမှားလားကြည့်ဝေဖန် ဝေဖန်လိုက်ကိုကဝေဖန်တို့တို့တို့စကားမွေဖန်နဲ့မင်းတို့ဘုရားမင်းတို့ဝေဖန်ကြည့်ဒီမှာပညာကိုလူလာတဲ့နေရာမှာ သူတကာပေးတဲ့လက်မှတ်လောက်ပဲလမ်းဆုံးနေတဲ့လူကဘယ်တော့မှပညာတတ်မဖြစ်ဘူးရှင်းမလားအင်းငါအဲ့ဒီအယူဆတွေနဲ့ပြောရင်မှန်ပါတယ်သဘောပါတယ်နော်စိတ်နှလုံးသားညံ့ဖြင်းတဲ့လူတွေကဒီလက်မှတ်လေးတစ်ခုရဖို့နဲ့လမ်းဆုံးနေဟင်လက်မှတ်ရပြီသူကပြီးသွားပြီ ဝေးရပြီလေရပြီကြောင်းပြီလာပြီပြီးသွားပြီသဘောပါလားခြေရောခြေနဲ့သလားအသီးပညာအလိမ္မာပြန်ပြောအဲ့ဒါပါလေဝိဇ္ဇာအသိမရှိပညာမရှိ အလိမ္မာမရှိပါလေအဝိဇ္ဇာအဲ့တော့အဝိဇ္ဇာနဲ့နေရင်အောက်ကြမယ်ဝိဇ္ဇာနဲ့နေရင် ဘာနဲ့နေကြမလဲဖြည်းဖြည်းဒီတိုင်းလေးပဲဖြည်းသွားသာဓုသာဓုသာဓုငါလည်းနေလို့လိုပဲဝုတ်ကြည်တန်းကြီးခေါ်လိုက်ရှင်းနော်